အာရှနဲ့ရှီတောင်ဝါရှာဘက်မှာပဲနာမည်ကြီးတဲ့ဒီဂျာဖြန်အွန်လိုင်းငွေလင်လုပ်ငန်းတွေကိုအစောပိုင်းတုန်းကအမေရိကန်တွေနဲ့အဲ့လောက်ထိစိုးရိမ်ခဲ့ပုံမရပါဘူး။ဆိုတော့ကျွန်တော်တို့32ခုမတိုင်ခင်ကတရုတ်ကစိုးရိမ်နေဆိုရဲဒီဂျာဖြန်လုပ်ငန်းတွေပြီးတော့ဝါဒီကိုကန်ဒီနေရာမှာခြေဆိုင်တဲ့ဂျာဖြန်လုပ်ငန်းတွေကိုတရုတ်ကနှိမ်နင်းတော့လဲဒီကိစ္စကအမေရိကန်အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့မြင်လို့ရတာသူ့အတွက်အနေသာကြီးပေါ့နော်။ဒါပေမဲ့ဒီဘက်နောက်ပိုင်းဒီဥမာကျွန်တော်တို့ကြည့်လိုက်မယ်ဆိုဘုံမူကြီးစောချစ်သူပေါ့နော်ဒီကရင် မှာဖြစ်တဲ့ကိစ္စတွေပြီးတော့ရှက်ချစ်ချမ်းတချို့မှတ်မိကြပါလိမ့်မယ်ဒီကြားပြန်ကောင်းဆောင်ရှက်ချစ်ချမ်းသူတို့ ਨੇ ပတ်သက်ပြီးတော့ဒီအမှုခင်းနေဖြစ်တဲ့နောက်ပြီးတော့ဘီလီယံပေါင်းများစွာသူတို့ရနေတယ်တန်ပေါင်းများစွာရနေတယ်ဆိုပြီးကျွန်တော်တို့သိရတယ်ဒီချိန်ထိလည်းအမေရိကန်တွေ ਨੇ တိတ်ပြီးတော့စိုးရိမ်ဖို့မရပါဘူးဆိုတော့အဲဒီတုန်းကဒီရှက်ချစ်ချမ်းနဲ့ပတ်သက်ပြီးတော့နောက်ပြီးတော့ရွှေကုတ်ကိုဒီစီမံကိန်းတွေနဲ့ပတ်သက်ပြီးတော့အမေရိကန်ဘက်ကဒီတချို့အစီရင်ခံစာတွေထွက်လာတာတော့ကျွန်တော်တို့တွေ့ရတာပေါ့နော်ဒါပေမဲ့အဲ့ဒီအစီရင်ခံစာတွေကလည်း ချိန်တလောက်အတန်ကျေတာမျိုးတော့မဟုတ်ပါဘူးပြောရင်မီဒီယာတချို့မှရေးတယ်ပြီးတော့တချို့ NGO တွေကဒီကိစ္စနဲ့ပတ်သက်ပြီးတော့ပြောရဆိုရဆွေးနွေးတယ်ပြီးတော့အတွင်းပိုင်းမှာလည်းတချို့ကိစ္စတွေသူတွေကနာလောက်တာတွေကျွန်တော်တို့ကြားရတယ်ပေါ့နော်ဒါပေမဲ့ချိန်တလောက်ထိဒီကြားဖြတ်နေပတ်သက်ပြီးတော့ American ဘက်ကအာယုံစိုက်တာမျိုးမတွေ့ရပါဘူးဆိုတော့ကျွန်တော်တို့ရှဲချစ်ချန်းကိုတော့မှအရင်ကတော့2023ခုနှစ်လောက်ကဒါ UK ကနေဒါဒီဥရောပသမဂ္ဂပေါ့နော်ဒီဒီကနေပြီးတော့ပိတ်ဆို့မှုတွေလုပ်ခဲ့ပေမဲ့ အမေရိကန်ကရှေ့ကျကြတဲ့ပတ်သက်လို့စီးပွားရေးပိတ်ဆို့မှုတွေလုပ်ခဲ့တာမျိုးမရှိပါဘူး။ဆိုတော့သူတို့ဘက်ကတော့ဒါနဲ့ပတ်သက်ပြီးတော့ရှုခုကိုရိုစီမံကိန်းနဲ့ပတ်သက်ပြီးတော့ညင်ညာချက်တွေထုတ်တယ်အစည်းအဝေးခန်းစာတွေထုတ်တယ်ဆိုတာမျိုးတော့ရှိတယ်။အမေရိကန်အစိုးရအနေနဲ့တော့မဟုတ်ဘူးပေါ့နော်။အဲ့လိုမျိုးတော့ရှိတယ်။ဒါပေမဲ့စီးပွားရေးပိတ်ဆိုတာမျိုးမရှိဘူး။ဆိုတော့ပြီးခဲ့တဲ့ကျွန်တော်တို့စက်တင်ဘာကြတော့မှအမေရိကန်ကရှေ့ကျကြံကိုစီးပွားရေးပိတ်ဆိုတာပေါ့နော်။ရှေ့ကျကြံကတော့ဒီအဲထိုင်းနိုင်ငံထောင်ထဲမှာ2022ခုနှစ်ကလေးအချုပ်ခံထားခဲ့ရတာပေါ့။ဆိုတော့အဲ့တော့မှအမေရိကန်ကဒါဒီနှစ်ကြတော့မှာ ် CY ပိတ်ဆို့မှုလုပ်တာပေါ့နော်ဆိုတော့ဒါကဘာကိုမြင်ရတယ်လဲဆိုတော့အမေရိကန်အနေနဲ့တကယ်တကယ် CY ပိတ်ဆို့မှုလုပ်တယ်ဆိုတာတကယ်အမေရိကန်ပြည်သူတွေကိုထိလာတော့မှစပြီးတော့ဒါ CY ပိတ်ဆို့မှုတွေရှက်ချစ်ချမ်းကို CY ပိတ်ဆို့မှုလုပ်တယ်လို့ကျွန်တော်တွေ့ရတယ်ပေါ့ဆိုတော့အမေရိကန်ဆိုရထုတ်ပြန်ချက်အရဆိုရင်ဒါဘီလီယံအမေရိကန်ဒေါ်လာဘီလီယံ10ဘီလီယံလောက်ဆုံးရှုံးသွားတယ်အမေရိကန်ပြည်သူတွေစီပါနေပြီးတော့ပါသွားတယ်လို့ပြောတော့ဆိုတော့အဲ့ဒီတော့မှဒါရှက်ချစ်ချမ်းကိုစပြီးတော့စီးပွားရေးပိတ်ဆို့မှုတွေလောက်တော့ကျွန်တော်တို့မြင်ရတော့ပေါ့နော်ဆိုတော့တကယ်တကယ်တော့ ကြားဖြန်ကအရှိတော်အရှာမှာများတယ်ဆိုပေမဲ့လို့သူကသူ့ကြားဖြန်ထဲမှာတကယ်ခိုင်းစေတဲ့လူတွေကိုကြည့်တယ်လို့ရှိရင်ဘရာဇီးတို့နောက်ပြီးတော့ဟောင်ကောင်တို့ထိုင်ဝမ်တို့ပြောရရင်ဒီပပတ်လေကနေရာမကဘရာဇီးလို့ဒီတောင်အမေရိကနိုင်ငံတွေတောင်ပါတော့မြင်ရတာပေါ့နော်ဆိုတော့ဒီရက်ထဲမှာဆိုလို့ရှိရင်ဒါတချို့သတိထားမိကြပါလိမ့်အဲ့ဒါကဘယ်လာရုနိုင်ငံကမော်ဒယ်တယောက်ဒါကိုရင်းကလေးစားတွေတောင်ချုပ်ပြီးတော့ရောင်းခံရတယ်ဆိုတာမျိုး တပ်ဖြတ်ခံရတယ်ဆိုတော့ကျွန်တော်တို့ကြားရတယ်ပေါ့နော်ဒီဟာကိုတော့ဘယ်လာရုစ်ဘက်ကနေပြီးတော့ထုတ်ပြန်လာတာပြောဆိုတာမျိုးကျွန်တော်တို့အခုချိန်ထိမတွေ့ရသေးဘူးမီဒီယာတွေမှာပဲအဲတွေ့နေရတာမျိုးပေါ့နော်ထိုင်းကလည်းဒီကိစ္စကိုညင်ထားတယ်ဆိုပြီးတော့ကျွန်တော်တို့သတင်းတွေတွေ့ပါတယ်ဆိုတော့ပြောချင်တာကတော့ဘယ်လာရုစ်အထီတောင်မှဒါသူတို့လက်တံရောက်တယ်ပြီးတော့အမဘရာဇီးကလူတွေဟောင်ကောင်ကလူတွေထိုင်းဝမ်ကလူတွေတောင်ဒီမှာလာပြီးတော့ဒါရှုကုကူနေရာမျိုးမှာလာပြီးတော့လူကုန်မှုခံရတယ်ဆိုတာမျိုးပေါ့နော်ဒါမျိုးတွေဖြစ်နေတော့ဒါကရှစ်တောင်အရှာတွေမကပဲနဲ့ကမ္ဘာလုံးအတိုင်းအတာနဲ့ဖြစ်နေတာပေါ့ဒါမဲ့ ကျွန်တော်ဒီမှာအဓိကပြောချင်တာအမေရိကန်အနေနဲ့ဆိုလို့ဒီဒီနောက်ပိုင်းမှာမှစပြီးတော့အာယုံဆိုင်လာတော့ကိုမြင်ရတယ်။ဆိုတော့အခုလဲဒါနောက်ဆုံးဟိုကိစ္စပေါ့နော်။အဲ့ဒါကအမေရိကန်ကကြီးပွားရေးပိတ်ဆို့မှုဒဏ်ခတ်ပိတ်ဆို့လိုက်တဲ့လူတယောက်ပေါ့။သူကတော့အရှိတောင်အရှာတော့အရှိတောင်အရှာပဲ။ဒီဒီချင်းတော့မြန်မာတော့မပါတော့ဘူးနော်။ဒါကကမ္ဘောဒီးယားအခြေစိုက်ဒါလူငယ်လို့ပြောမှာလူငယ်ပီလီယံနာချမ်းကြီးဆိုတဲ့လူအကြောင်း။ဆိုတော့သူကကျွန်တော်တို့ခုနကပြောခဲ့တဲ့ကျွန်တော်တို့သိနေတဲ့ဒီချက်ချင်းအခြေစိုက်ခဲ့တဲ့ဒီ BGF ကျွန်တော်တို့ဗိုလ်မှူးရေးစောချစ်သူတို့အဆင့်လောက်တင်မကတော့ဘူး။တော့ BGF ဒီလက်နက်ကင်တပ်ဖွဲ့လောက်ကိုတင်ထိန်းချုပ်တဲ့လူမျိုးတွေမဟုတ်ပဲနဲ့ကမ္ဘောဒီးယားမှာဆိုလို့ရှိရင်သူကဒါတမရအဆင့်လောက်ကိုအိတ်ထဲထဲထားနိုင်တယ်လို့လူပြောအောင်ပါ။အဲ့တော့ကျွန်တော်တို့ဒီနေ့တော့ဒီကမ္ဘောဒီးယားနိုင်ငံသားလည်းဖြစ် UK နိုင်ငံသားလည်းဖြစ်တဲ့ဒီ crypto billionaire ပေါ့နော်လူငယ် billionaire ချမ်းကြီးဆိုတဲ့လူရဲ့အကြောင်းကိုဖေးတာကြည့်အောင်။ ချမ်းချီကြောင်းကိုပြောခင်မှာကျွန်တော်တို့မြန်မာနိုင်ငံကကြားဖြန့်ဂိုင်းနေနဲ့ပတ်သက်တဲ့နောက်ဆုံးအသတင်းတွေပို့ကိုကျွန်တော်အရင်ဆုံးပြောခြင်းပါတယ်။အဲ့ဒါကပြီးခဲ့တဲ့2024ဇန်နဝါရီတုန်းကဒီအာနာသိန်းစစ်တပ်ကနေပြီးတော့တရုတ်အစိုးရကိုလွှဲပေးလိုက်တဲ့ဗိုလ်မှူးကြီးဝေဆန်းအကြောင်းပေါ့နော်။ဆိုတော့သူ့ကိုတရုတ်အစိုးရက CCTV ကနေပြီးတော့ဒီသူနဲ့မေးမြန်းနေတာတွေကိုထုတ်လွှင့်လိုက်ပါတယ်။ဆိုတော့အဲ့ဒီချက်ကထူးကြပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့တချို့မှတ်မိကြပါလိမ့်မယ်။အဲ့ဒါက2023ဒီ22ကုန်စစ်စင်ရေးနောက်ပိုင်းမှာဖမ်းသွားတယ်ပြီးတော့မြန်မာ setup ဘက်ကနေပြီးတော့လည်းအခုတူတူဖမ်းပေးလိုက်တဲ့ဒီမြေမိသားစုပေါ့နော်မြေကော်ရှန်လို့နောက်ပြီးတော့အာနောက်မြေကျင်းပြန်လို့အဲ့ဒီမိသားစုတွေကိုတရုတ်အစိုးရကနေပြီးတော့အမိန့်ချတယ်တချို့ကတော့ဒေတန်းချတယ်တချို့ကတော့ထောင်နံတက်တက်တကြုံချတယ်ပေါ့နော်အဲ့ဒီတော့ကအမိန့်ချတဲ့ဗီဒီယိုတွေကိုပဲတရုတ်အစိုးရဘက်ကထုတ်ပြန်တာပါဆိုတော့သူတို့ကိုစစ်စစ်မင်းမြန်းနေတာတွေဘာတွေမေးတယ်လဲသူတို့ဘက်ကဘာတွေဖြေတယ်လဲဆိုတော့ကျွန်တော်တို့မသိရပါဘူးဒါပေမဲ့အခုတကြိမ်ဗိုလ်မှူးကြီးဝေဆန်းတို့နဲ့ပတ်သက်လို့ဗိုလ်မှူးကြီးဝေဆန်းကိုရောနောက်ပြီးတော့တူတူချင်းတာဝေပြီးတော့နှစ်ယောက်စလုံးမေးနေတာတွေကို ရုပ်အစိုးရကသူတို့မီဒီယာပေါ့နော် CCTV ကနေပြီးတော့ဒီဘာတွေပြန်ဖြေတယ်လဲဘာတွေမေးတယ်လဲဆိုတာကိုထုတ်ပြန်ထားပါတယ်ဒီနေရာမှာဘိုးမှုကြီးဆိုတဲ့အုံနှုံးနဲ့ပတ်သက်လို့တချို့မေးခွန်းမေးကြပါလိမ့်မယ်။ဘာကြောင့်ကြားဖြန့်ခေါင်းဆောင်တွေကိုဘိုးမှုကြီးဆိုတဲ့အုံနှုံးနဲ့ခုံနေရတယ်လဲ။ဆိုတော့ဒီဘိုးမှုကြီးဝေဆန်းဆိုတဲ့ဒီဘိုးမှုကြီးအေယာဒူကကျွန်တော်တို့ BGF ဒီထဲမှာဆိုအကြီးဆုံးသူတွေကိုပေးတာပါနော်။ဆိုတော့ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်အနည်းဆက်ဆုံးစောချစ်သူဘိုးမှုကြီးစောချစ်သူလေဒီယာဒူနဲ့အတူတူပါပဲ။အဲဘိုးမှုကြီးဝေဆန်းကိုတော့ ဒီမင်း online ကိုယ်တိုင်ပေါ့နော်သူကိုယ်တိုင်အဲ့ဒီຢာတို့ပေးခဲ့တာပါသူကိုယ်တိုင်အပွင့်တင်ပေးခဲ့တာပေါ့ဆိုတော့အဲ့ဒီဓာတ်ပုံလေးတော့ရှိပါတယ်ဆိုတော့မင်း online ကအဲ့ဒီတုန်းကတော့2009ခုနှစ်တုန်းကတော့သူကကိုကန့်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာကိုဒီသူ့လောက်မှာရှိနေတဲ့အချိန်ပေါ့နော်သူကအမှတ်နှစ်စစ်စင်ရေးအထူးဖွဲ့မှုတာဝန်အဲ့ဒီတုန်းကထမ်းဆောင်တယ်သူ့ຢာတို့ကအဲ့ဒီတုန်းကဒုတိယဗိုလ်ချုပ်ကြီးယာဒူပဲရှိပါသေးတယ်။ကာကွယ်ဦးစီးချုပ်မဖြစ်သေးပါဘူး။ဆိုတော့သူကိုယ်တိုင်ပဲဘုံဝေဆန်းကိုတရားသူပေးခဲ့တာပေါ့။ဆိုတော့ ဟိုဒုံမကြီးဝေဆန်းကအဲ့ဒီကိုးကန့်တစ်ခွင်လုံးပါဆိုသူကဩဇာအကြီးဆုံးအင်အားအကြီးဆုံးလို့ပြောလို့ရပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီမင်းအွန်လိုင်းကိုယ်တိုင်ပဲတရုတ်အစိုးရဘက်ကဒီအစိုးရကိုလွှဲပြောင်းမှုနဲ့တုန်းကလီယိုအားပေါတိုလီကျင်းချံပေါ့နော်တချို့ခေါ်ကြတာဒီဖူလီလိုက်တထေကြီးတွေပေါ့ဆိုတော့သူတို့သူတို့ ਨੇ ဒီဘုံမူကြီးဝေဆန်းနေဆိုရင်ယာဒူးချင်းချင်းတော့မတူပါဘူး။ဒီဘုံမူကြီးဝေဆန်းကြောင့်သူက BGF ရဲ့ခေါင်းဆောင်လည်းဖြစ်တယ်။နောက်ပြီးတော့ဒီ guy တွေရဲ့ခေါင်းဆောင်လည်းဖြစ်တယ်။နောက်သူ့အုပ်ချုပ်မှုအောက်မှာသူ့ရဲ့ဩဇာအာဏာအောက်မှာပဲလှုပ်ရှားကြတယ် အခုနပြောတဲ့ဒီ fully light တထေးကြီးတထေးကြီးတွေကြောင့်တို့တို့ကတို့တို့ကိုယ်ပိုင်တက်တယ်မရှိဘဲနဲ့ဒီအခုနပြောတဲ့ BGF တွေနောက်ပြီးတော့စတက်ဘက်ကနောက်ပြီးတော့နေကြဆောင်ရဲတွေတို့တို့ခေါ်ပြီးတော့တုံးလာတာမျိုးပေါ့ဒါပေမဲ့ပုံမှုကြီးဝေဆန်းကြတော့စတက်နဲ့ဓာတ်ရိုက်အခြေဆက်ရှိတယ်မင်းအွန်လိုင်းကိုတော့ဓာတ်ရိုက်တွေ့နိုင်တဲ့အဲသူ့မှာ channel တွေရှိတယ်ပေါ့နော်မင်းအွန်လိုင်းကိုဓာတ်ရိုက်တွေ့နိုင်တဲ့အထက်မှာပုံမှုကြီးဝေဆန်းကထိတ်ဆုံးတာပါပါတယ်ဆိုတော့ပြီးတော့စတက်ကနေပေးထားတယ်ခုနပုံမှုကြီးဆိုတဲ့အဆင့်ရှိတယ်ပြီးတော့အဆောင်အယောင်တွေရှိတယ်ပြီးတော့လုံခြုံရေး နောက်ပြီးကျွန်တော်တို့ရဲတွေနောက်ပေးထားတာရှိတယ်ဘာလို့လဲဆိုတော့အဲ့ဒီလူတွေသွားတဲ့ဗီဒီယိုတွေကိုတရုတ်ဘက်ကထုတ်ပြန်တဲ့ဗီဒီယိုတွေမှာဆိုရင်ကျွန်တော်တို့ဒီအခုနပြောတဲ့ဒီကြားဖြန့်ကောင်းဆောင်ကြီးလီယိုအားပေါ့လို့ပါတော့သူတို့သွားတဲ့ဗီဒီယိုတွေမှာဆိုနောက်ကနေပြီးတော့ဒီမြန်မာရဲတပ်ဖွဲ့ရဲတပ်ဖွဲ့တွေကရဲတွေကိုတိုင်းဘေးကဘေးကနေပြီးတော့လုံခြုံရေးအနေနဲ့လိုက်ပါပေးရတာပေါ့ဆိုတော့အဲ့ဒီလူတွေကိုစစ်ကောင်စီကတော့သူကိုယ်တိုင်ယာတို့တင်ပေးခဲ့တဲ့လူကိုပဲသူကိုယ်တိုင်ပဲ2024ဇန်နဝါရီတုန်းကတရားခံလွှဲပြောင်းပေးလိုက်ပါတယ် ရော်ဒီဘုံမကြီးဝီဆန်းကိုတရုတ်အစိုးရကနေပြီးတော့တရုတ်ရဲတပ်ဖွဲ့ကနေပြီးတော့မေးမြန်းနေတဲ့ဗီဒီယိုတွေကို CCTV ကနေထုတ်ပြန်တာပေါ့အဲ့ဒီအထက်မှာဘုံမကြီးဝီဆန်းကဘာပြောသူသူလုတ်ခဲတာတွေအကုန်လုံးကိုတခုချင်းပြောပြတာပြီးတော့သူကဘာပြောလဲဆိုသူလုတ်ခဲတာတွေအကုန်လုံးဒီ state of the right ဆိုပြီးပြောတာပေါ့ပြောချင်တာကတော့နိုင်ငံတော်ကဒါတွေအကုန်လုံးကိုခွင့်ပြုတယ်နိုင်ငံတော်ကအာဒါတွေအကုန်လုံးကိုသိတယ်ဆိုတဲ့အဓိပ္ပာယ်ပါပဲပြောချင်တာသူလုတ်ခဲတာတွေအကုန်လုံးကိုစစ်တပ်ကသိတယ်ဘာလို့လဲဆိုတော့သူကနိုင်ငံတော်လို့ပြောနေပြီမြေဒီ VGF တွေ ဒီနေကြောင်ရဲတွေရဲတပ်ဖွဲ့တွေနေကြောင်စစ်တပ်တွေအကုန်လုံးပြည်သူစစ်တွေအကုန်လုံးကပြောရရင်ဒေါ်ဆန်းစုကြည်လက်ထက်ကဆိုလို့ရှိရင်ဒါကအစိုးရအောက်မှာရှိတယ်မဟုတ်ဘဲနဲ့စစ်တပ်အောက်မှာရှိတာပေါ့ဆိုတော့ဒါတွေအကုန်လုံးကိုစစ်တပ်ကတည်တယ်လို့ဒီဗိုလ်မှူးကြီးဝေဆန်းကထုတ်ပြောတာပဲဖြစ်ပါတယ်ဆိုတော့ဒါတွေဒါတွေကိုဒီဗိုလ်မှူးကြီးဝေဆန်းတို့ ਨੇ နောက်အခုဒါဗိုလ်ချုပ်မှူးကြီးမင်းအောင်နိုင်ပေါ့နော်မင်းအောင်နိုင်ကစစ်စစ်ဆန်ရေးကိုကျွန်တော်တို့ပြန်ကြည့်လို့ရပါတယ်အဲ့ဒါကဗိုလ်မှူးကြီးဝေဆန်းကို2024ဒီဇန်နဝါရီမှာတရုတ်ဘက်ကို ဒီလက်လွဲမပေးလိုက်ခင်ပါနော်တရားခံလွှဲပြောင်းမပေးခင်ပါသူတို့ကိုယ်တိုင်ဒီမင်းအောင်လိုင်ကိုလာတွေ့ခဲ့တယ်မှတ်တမ်းရှိပါတယ်ဆိုတော့အဲ့တုန်းကဗိုလ်မှူးကြီးဝေဆန်းအပါဝင်ပေါ့နော်တခြားရှမ်းမြောက်ကဒီပြည်သူ့စစ်ခေါင်းဆောင်တချို့လည်းပါပါတယ်ဆိုတော့အဲ့ဒီမှာအရင်အနေနဲ့သူတို့တွေ့ကြတဲ့တပ်ပုံတွေထုတ်ပြန်တာတော့ပေါ့နော်ဆိုတော့ဒီ2019ကနေပြီးတော့အာနာဒီမသိမ်းပြီးတော့2019ကနေအာနာသိမ်းပြီးတော့2024ဗိုလ်မှူးကြီးဝေဆန်းတို့ကိုပို့တဲ့အချိန်ဒီကြားမှာဖြစ်ပြနေတာတွေကိုဒီမြန်မာစစ်တပ်ကမသိဘူးပေါ့ လုံးဝသိပါတယ်။ဆိုတော့ကျွန်တော်ဒီနေ့ပြောမယ့်ဒီကမ္ဘောဒီးယားကချမ်းကြီးအကြောင်းကိုဆက်ရအောင်ပါ။ဆိုတော့မြန်မာနိုင်ငံမှာတော့ဒီရှစ်ချစ်ချမ်းအခုအပေါ်ကပြောခဲ့တဲ့ကိုကန်လျောအပေါ့ဖူလီလိုက်ပြီးတော့အခုနပြောခဲ့တဲ့ဘူမူကြီးဝီဆန်ဒီတအုပ်စုလုံးကပြုတ်စီးပွားရေးသမားတွေနဲ့ပေါင်းတယ်။အောက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဘူမူကြီးစောချစ်သူကရှစ်ချစ်ချမ်းနဲ့ပေါင်းတယ်။ဆိုသူတို့လောက်ခဲ့တာတွေအကုန်လုံးကိုပြန်ကြည့်လိုက်လို့ရှင် BGF ရေတရုတ်စီးပွားရေးသမားတွေဆိုတဲ့ပုံစံကိုမြင်ရတာပေါ့နော်။ဒါပေမဲ့အခုကျွန်တော်တို့ပြောမဲ့လူရဲ့ဒူကကြတော့ဒီချမ်းကြီးကကြတော့ ဆိုကမ္ဘောဒီးယားမှာခုနပြောတဲ့ BGF အဆင့်လောက်ကိုတင်မဟုတ်တော့ဘဲနဲ့အစိုးရတစ်ခုလုံးကိုအိတ်သေးထဲထားလို့တော့ကျွန်တော်တို့ပြောလို့ရတယ်ဆိုဒီကြောင့်ကျွန်တော်ပြီးအောင်ဆက်ပါဆိုတော့သူ့ကိုကျွန်တော်အပေါ်မှာလူငယ်ဆိုပြီးတော့တုံ့နှုံခဲ့တာပေါ့နော်ချမ်းကြီးကိုကျွန်တော်လူငယ်ဆိုပြီးတုံ့ခဲ့တယ်ဟုတ်လို့သူကအခုမှ38နှစ်ပဲရှိပါသေးတယ်38နှစ်လောက်နေတကဘာလုံးအတိုင်းအတာနဲ့စီးပွားရေးလုပ်ငန်းပေါင်းစုံပေါ့နော်ဦးစီးနေပါဆိုသူ့ကုမ္ပဏီကိုတော့ Prince Holding Group ဆိုပြီးတော့ခေါ်ပါတယ်ဆိုတော့ ကမ္ဘောဒီးယားမှာတော့ prince လို့ပြောလိုက်လို့ရှိရင်မသိတယ်လို့မရှိပါဘူးသူ့ကိုချမ်းကြည်လို့လည်းခေါ်တယ်လို့ vincent လို့လည်းခေါ်ပါတယ်ဆိုသူ့အကြောင်းသိရသမျှဆိုလို့ရှိရင်1989ခုနှစ်မှာတရုတ်နိုင်ငံမှာမွေးရယ်ဆိုတော့ပဲအခုအချိန်ထိသိထားကြတာပေါ့နော်ဆိုတော့ဒီအရမ်းနဲ့ပတ်သက်ပြီးတော့သူဘမမွေးတယ်လဲဘယ်မြို့ကမွေးတယ်လဲဘယ်ပြည်နယ်မှာမွေးတယ်ဆိုပြီးကျွန်တော်သူ့ရည်တနာလိုက်လို့ကြည့်ပါတယ်မတွေ့ရပါဘူးဆိုတော့ရှိသမျှသတင်းတွေအကုန်လုံးနဲ့ပြီးတော့တရုတ်ဘက်ကသတင်းတွေထဲမှာပေါ့နော်အကုန်လုံးကျွန်တော်လိုက်ကြည့်တော့သူ့ကိုတရုတ်မှာမွေးတယ်ဆိုတာမျိုးပဲတွေ့ရတယ်ပေါ့ဆိုတော့ပြီးတော့မှ သူ2010မှာကမ္ဘောဒီးယားကိုရောက်လာတယ်ပြီးတော့2014ခုနှစ်မှာသူကမ္ဘောဒီးယားနိုင်ငံသားဖြစ်တယ်ပေါ့2010နဲ့2014ကြားမှာတော့စီးပွားရေးလုပ်ငန်းတွေလုပ်နေပြီးတော့စီးပွားရေးလောကထဲမှာတော်တော်အခြေကျနေပြီဆိုပြီးတော့ရေးကြတယ်ဒါပေမဲ့ဘာတွေလုပ်နေတယ်လဲဆိုတော့ကျွန်တော်မသိရဘူးပေါ့နော်ဆိုတော့ရှင်းချင်ကြတော့ကသူဆက်မှာကာစီနိုတွေလုပ်တယ် online လောင်းကစားတွေကနေစတာသူသိရတယ်အခုချမ်းချီမှာတော့သူဘာတွေလုပ်နေတယ်လဲဆိုတော့ကျွန်တော်မသိရဘူးဒါပေမဲ့2014မှာတော့စပြီးတော့သူဒီနိုင်ငံသားစဖြစ်တယ်ပေါ့နော် ဆိုတော့ဒီမှာကမ္ဘောဒီးယားနိုင်ငံသားဖြစ်တာနဲ့ပတ်သက်ပြီးတော့လေကျွန်တော်ရှင်းမှာပြောခဲ့တဲ့ဗီဒီယိုတစ်ခုနှစ်ခုတော့ရှိပါတယ်။ဆိုတော့ပြန်ပြီးတော့ပြောရရင်ကမ္ဘောဒီးယားနိုင်ငံသားဖြစ်ဖို့ကမကျွန်တော်တို့အမေရိကန်နိုင်ငံသားဖြစ်တာတို့နောက်ပြီးတော့အဥရောပမှာနိုင်ငံသားဖြစ်တာတို့တော့တော့မခက်ပါဘူး။သူကအမေရိကန်ဒေါ်လာ3သိန်းခွဲပေါ့နော်3သိန်းခွဲဝန်းကျင်လောက်ရှိလို့ရှိရင်အဲ့ဒီငွေကိုအမေရိကန်ဒေါ်လာ3သိန်းခွဲကိုကမ္ဘောဒီးယားအစိုးရကိုလှူလိုက်လို့ရှိရင်နိုင်ငံသားချက်ချင်းဖြစ်သူကအင်တာဒူးလည်းမဖြစ်ရဘူးနောက်ပြီးတော့ ကမ္ဘောဒီးယားဒီခမာဘာသာစကားတက်မတက်လဲအင်တာဗျူးတွေပြောရအောင်စကားလည်းမပြောရအောင်နော်အဲ့တော့ဘာမှလုပ်စရာမလိုဘဲနဲ့အဲ့ဒီပတ်စံ3သိန်းခွဲသူတို့သတ်မှတ်ကြရအောင်2သိန်းခွဲရတယ်3သိန်းခွဲကြာပါဘူးသူလိုက်တာနဲ့အဲ့ဒီလူကနိုင်ငံသားတန်းဖြစ်တယ်ဆိုတော့ချက်ချစ်ချင်းလဲဒီနီးနဲ့ဒီကမ္ဘောဒီးယားနိုင်ငံသားဖြစ်ခဲ့တာပေါ့ဆိုတော့အခုချမ်းကြီးလဲအဲ့ဒီနီးနဲ့ဒီကမ္ဘောဒီးယားနိုင်ငံသားဖြစ်လာပါတယ်ဒါပေမဲ့အဲ့ဒီတစ်ချိန်တည်းမှာပဲသူကဒီဗြိတိရှနိုင်ငံသားလဲဖြစ်နေပြီဆိုပြီးတော့ဒါရေးကြတယ်ပေါ့နော်ဆိုတော့ဘဲကနေဘလို့သူကဗြိတိရှနိုင်ငံသားဖြစ်နေတယ်လို့ကျွန်တော်တို့ မသိရပါဘူးနိုင်ငံသားဖြစ်ပြီးနောက်တဲ့နှစ်မှာပဲသူက Prince Holding Group ဆိုတာကိုစထောင်းပါတယ်ဆိုတော့ဒီ Prince Holding Group ကသူကပြောရရင် company တစ်ခုအနေနဲ့မဟုတ်ဘဲနဲ့ရှိသမျှစီးပွားရေးလုပ်ငန်းအားလုံးမိဘကိုလှုပ်တာမျိုးပါဆိုတော့အင်ချမ်းမြေဆိုရဲသူတို့လှုပ်တယ်ရင်းနှီးမြှုပ်နှံမှုဟိုကိစ္စတွေလှုပ်တယ်ပြီးတော့မြို့သစ်စောက်တာမျိုးတွေပေါ့နော်အဲ့လိုမျိုးတွေလှုပ်တယ်ပြီးတော့ ban လည်းရှိပါတယ် ban နာမည်ကလည်း Prince Ban ပါဆိုတော့ Prince Holding လို့ပြောလို့တင်ရင် Prince ရဲ့နာမည်နဲ့ပတ်သက်ပြီးတော့ Cambodia မှာမသိရလို့မရှိပါဘူး ပြီးတော့ကမ္ဘောဒီးယားဒီဖနုံးဖင်မြို့မှာရှိတဲ့ Prince International Plaza ပေါ့နော်တကယ်ဈေးဝယ်စင်တာကြီးတွေရှိတယ်ပြီးတော့တကယ်ရင်ပြင်ကြီးအကြီးကြီးပေါ့နော်အဲဒါကိုလည်းဒီ Prince Holding Group ကပိုင်ပါတယ်ချမ်းကြီးကပိုင်ပါတယ်ပြီးတော့သူကကြားဖြန့်လုပ်ငန်းတွေနဲ့အင်မတန်နာမည်ကြီးတဲ့ကျွန်တော်တို့ချက်ချက်ကြမ်းတော့မှရောက်ခဲ့လို့ပြောတယ်ဒီတီဟာနုမြို့ပေါ့နော်ကမ်းခြေမှာအာအဲ့ဒီမှာသူကမြို့တစ်တခုစောင့်နေပါတယ်အဲ့ဒါကိုကျွန်တော်တို့ Realm City ဆိုပြီးတော့မြို့တစ်ပေါ့နော်ဒီရေထဲကိုမြေဖို့ပြီးတော့စောင့်မယ်လုပ်ငန်းပေါ့ ကျွန်တော်အခုချိန်ထိတော့အဲ့ဒီလုပ်ငန်းကဆက်ပြီးတော့လုပ်နေဆုံးဆိုပြီးကျွန်တော်တို့သိရတယ်ပေါ့။အဲ့ဒီ Prince Holding Group ကုမ္ပဏီရဲ့ဒီသူတို့ရဲ့တရားဝင် website ကိုပေါ့နော်ကျွန်တော်ဝင်ကြည့်ပါတယ်။သူတို့မှာ website ပေါင်းတာအများကြီးရှိပါတယ်။ဒီသူတို့ Prince Holding Group ရဲ့ website နောက်ပြီးတော့ Ancient Me ရဲ့ website နောက်ပြီးတော့သူတို့ Prince Ban ပေါ့နော် Ban ရဲ့ website အများကြီးရှိပါတယ်။ဆိုတော့ဒီထက်မှကျွန်တော်အများဆုံးဘာတွေ့ရတယ်လဲဆိုတော့ဒီ Change ရဲ့အလူအတန်းလုပ်တဲ့ဓာတ်ပုံတွေပေါ့။အများကြီးပါပဲ။ရေးဘေးလေးဘေးစသဖြင့်ကေဇေးရေးတွေပြီးတော့ ညာရေးလုပ်ငန်းတွေသဘောပတ်ဝန်းကျင်ထိန်းသိမ်းရေးတွေစတဲ့လုပ်ငန်းတွေမှာအလူတန်းတွေလုပ်နေတယ်ပေါ့အများကြီးမှာအများကြီးပါဆိုတော့တန်ဂျီကကမ္ဘောဒီးယားအစိုးရကိုဘယ်လောက်ထိပိုင်တယ်လဲဆိုလို့ရှိရင်အခုကမ္ဘောဒီးယားနိုင်ငံရဲ့သမ္မတဟွန်မာနက်ပေါ့နော်သူ့ရဲ့အကြံပေးဖြစ်ပါတယ်အခုလောဆယ်တော့မဟုတ်တော့ဘူးပေါ့နော်သူတို့ဒီသတင်းတွေမထွက်ခင်လေးတင်ပဲသူ့ကိုအဲ့ဒီယာဒူးကနေပြီးတော့ရုပ်သိမ်းလိုက်ပုံရပါတယ်ဆိုတော့ဒီအခုဟွန်မာနက်မတိုင်ခင်ဒီအာနာရှင်ဟွန်ဆန်ပေါ့နော်ဆိုတော့ဟွန်ဆန်လက်ထက်ကတည်းကသူကအကြံပေးဖြစ်နေပါတယ် တော့ဟွန်ဆန်က2023မှာအာဆင်းသွားပြီးတော့သူ့တာကိုယာတို့ပြေးလိုက်တယ်ပေါ့နော်ဆိုတော့အဲ့ဒီချမ်းကြီးကဟွန်အဖေဟွန်ဆန်လက်ထက်ကလေးကအကြံပေးယာတို့ကနေပြီးတော့သူ့တာလက်ထက်ဟွန်မန်နဲ့ဖြစ်တော်လဲပဲတမရဖြစ်လာတော့လေသူကအကြံပေးဆက်ဖြစ်ပါတယ်ဆိုတော့ပြောရရင်တော့ကျွန်တော်ခုနကပြောခဲ့သလိုဒီ BGF အဆင့်အဲဒီပြည်သူ့စစ်တခုအဆင့်လောက်ကိုလည်းမဟုတ်ဘဲနဲ့သူကတမရအဆင့်စင်ပေါ့နော်အဖေတမရကိုရောတားတမရကိုရောနှစ်ယောက်စလုံးကိုအိတ်ထဲထည့်ထားလို့ကျွန်တော်တို့ဒီမှာပြောလို့ရပါ ဆိုဒီမှာတခုအထည့်ပြောချင်ရှိတာကျွန်တော်တို့မြန်မာနိုင်ငံနဲ့တွားတူနေတဲ့ပုံစံတစ်ခုပေါ့အဲ့ဒါကကမ္ဘောဒီးယားဆိုရကချမ်းကြီကိုဘွဲတခုပေးထားတာရှိပါအဲ့ဒါကကျွန်တော်မြန်မာနိုင်ငံမှာဆိုရင်တော့ဂုံထူးဆောင်အထူးဂုံထူးဆောင်ဘွဲဆိုပြီးတော့ပြောရမှာပေါ့ဆိုကျွန်တော်တို့ခမာလိုတော့သူခေါ်တာကညိအုပ်ညာဆိုပြီးတော့ခေါ်တာပေါ့နော်ဆိုတော့အဲ့ဒီဘွဲကိုပေးထားတယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာသူနဲ့တူတဲ့ဘွဲဆိုပြီးကျွန်တော်စဉ်းစားလိုက်တော့ဘာသွားတွေလဲဆိုတော့တီရီတုဒမမနိဇောတာဒရာဆိုတဲ့ဘွဲမျိုးပေါ့ဆိုတော့မြန်မာနိုင်ငံမှာတော့တထေးတွေကအဲ့ဒီဘွဲကိုအရင်အင်မတန်လိုချင်ကြတာပေါ့နော်တိန်း ဘဏ္ဍထောင်လူမှအဲ့ဒီဘွေရတယ်ဆိုတာမျိုးပေါ့အဲ့တော့နာမည်ကြီးတဲ့မင်းသမီးမင်းသားတွေထဲမှာလည်းအဲ့ဒီဘွေရတဲ့လူတွေရှိပါတယ်သူတို့ချမ်းကြီးကိုအဲ့ဒီဟွန်ဆန်တို့တားအဖာကအကြံပေးခံထားပြီးတော့အဲ့ဒီလိုမျိုးဘွေပေါ့နော်တီရီသူတို့မှာဘွေလည်းပေးထားတယ်သူတို့ပြောရအောင်မြန်မာနိုင်ငံမှာလို့ပဲသူတို့တခုဒီမှာသွားပြီးတော့တိုက်ဆိုင်တာပေါ့မြန်မာနိုင်ငံမှာလည်းအဲ့ဒီအဲ့ဒီကြားဖြန့်တရုတ်ကနေပြီးတော့ကြားဖြန့်အတွက်စစ်တပ်ကိုဖန်ခိုင်းတဲ့လူတွေပေါ့နော်အဲ့ဒီထဲမှာလူအပေါ့နောက်ထပ်သူ့နာမည်တစ်ခုကလီကျန်းချန်ပေါ့နော်အဲ့ဒီလူကိုလည်း စစ်တပ်ကနေပြီးတော့ဖမ်းမပေးခင်မှာဒီဒီစစ်ကောင်းဆောင်မင်းအောင်လိုင်းကိုတိုင်သူ့ကိုပဲပေးထားတဲ့ဘွဲတစ်ခုရှိတယ်ပေါ့အဲ့ဒီဘွဲကအကမဟာတိရိသူဓမမဏိဇောတာဒရာဘွဲပေးထားတာပေါ့ဆိုတော့ကြားပြန်ကောင်းဆောင်ဖူလီလိုက်တဲ့တဲ့ကိုပေးခဲ့တာပေါ့ဆိုတော့သူအဲ့စုကိုသူကိုယ်တိုင်ပေးပြီးတော့အဲ့ဒီသူကိုပဲသူကိုယ်တိုင်ဖမ်းပြီးတော့တေးဦးလက်ထဲထည့်ခဲ့တာပေါ့နော်ဆိုတော့အခုချမ်းကြီးရဲ့ပုံစံကလည်းအဲ့လိုပါပဲချမ်းကြီးကိုအခုဒီကမ္ဘောဒီးယားဆိုရကပေးထားတဲ့ညှို့ညားဆိုရကလည်းအဲ့ဒီပုံစံပဲပေါ့နော်ဒါမဲ့ကမ္ဘောဒီးယားဆိုရကတော့ ဒီမြန်မာစစ်တပ်လို့တလို့မျိုးဒီလူတွေကိုအမေရိကန်စိုးရွားကိုဖမ်းပေးမပေးတော့ကျွန်တော်တို့မသိရသေးဘူးပေါ့ဆိုပြီးခဲ့တဲ့အော်တိုဘလာ၁၄ရက်နေ့ကအမေရိကန်စိုးရွားရဲ့ထုတ်ပြန်ချက်ထဲမှာတော့သူကချမ်းကြီးပိုင်ဆိုင်တဲ့ဒီ Bitcoin ပေါင်းပေါ့နော်အများကြီးသိမ်းယူလိုက်တယ်အဲ့ဒီသိမ်းယူလိုက်တဲ့ Bitcoin ရဲ့တန်ဖိုးကကျွန်တော်အမေရိကန်ဒေါ်လာနဲ့ဆိုလို့ရှိရင်15ဘီလီယံတောင်ရှိတယ်လို့ပြောပါတယ်ဆိုတော့ဒါကချမ်းကြီးကပိုင်ဆိုင်တဲ့ Bitcoin တွေပေါ့နော်ဆိုတော့ password တွေကတော့ချမ်းကြီးကပဲရှိတယ်ဒါပေမဲ့အစိုးရကအဲ့ Bitcoin တွေကိုသိမ်းလိုက်တော့ချမ်းကြီးနေနဲ့ ဲ့ဒီ Bitcoin တွေကိုပြန်လို့တော့မရတော့ဘူးဆိုတော့အဲ့ဒီတိန်းယူလိုက်တဲ့ဒီ15ဘီလီယံအမေရိကန်ဒေါ်လာ15ဘီလီယံဆိုတဲ့ပမာဏဒီအစိုးရကနေတိန်းလိုက်တဲ့ပမာဏဟာအမေရိကန်သမိုင်းမှာဆိုလို့ရှိရင်ဒီငွေပမာဏအများဆုံးတိန်းယူမှုဆိုပြီးတော့ပြောပါတယ်အမေရိကန်ဒီမဲ့လောက်ဆိုမဟုတ်ပါဘူး UK အစိုးရကလည်းလန်ဒန်မှာရှိတဲ့ချမ်းကြီးပိုင်ဆိုင်တဲ့ယူရိုတန်တရာတန်းရုံးခန်းတို့နောက်ပြီးတော့တကယ်အင်ကြီးအင်ကောင်းတွေနောက်ပြီးတော့ဒါဈေးခန်းတိုက်ခန်းတွေပေါ့နော်အဲ့ဒီအခန်းတွေအများတော်တော်များများကိုတိန်းယူလိုက်တယ်ဆိုပြီးတော့ UK ဘက်ကလည်းထုတ်ပြန်ပါတယ်ဆိုတော့ဒီအခုဂျီဝါရေးပိတ်ဆို့ဒဏ်ခတ်ပိတ်ဆို့ထားတဲ့အထဲမှာတော့ဒီ Prince Holding Group နဲ့ဆက်ဆံနေတဲ့ကုမ္ပဏီအစုအဖွဲ့ပေါင်း126ခုတောင်ပါလို့ဆိုပါတယ်ပြောရရင်တော့ Prince နာမည်ပါတဲ့ဟာတွေရော Prince Holding Group နဲ့ဆက်ဆံနေတဲ့ဟာတွေအကုန်လုံးဒီပါဒါနိုင်ငံတကာနဲ့ပတ်သက်ပြီးတော့ချိတ်ဆက်တာတွေငွေလွှင့်ငွေတာတွေအများစုကတော့ရပ်သွားပြီဆိုပြီးတော့ကျွန်တော်တို့နားလည်ရပါတယ်သူတို့ချမ်းကြီးတို့လိန်ပုံကတော့သူတို့သူတို့လိန်တာကတော့ကျွန်တော်တို့ အခုချက်ချစ်ချမ်းလို့နောက်ပြီးတော့အခုဘုံမူကြီးစောချစ်သူရဲ့ဒီနေရာမှာရှိတဲ့နေရာကလူတွေလိန်နဲ့ကြားဖြန့်ပုံစံမျိုးထက်အစ်စ်နည်းနည်းမြင့်တယ်လို့ပြောရမှာပေါ့။ဘာလို့လဲဆိုတော့ဒီဘက်အုပ်စုတွေကြတော့သမီးစားဖြစ်အောင်လုပ်တယ်ပြီးတော့ dating apps တွေကနေပြီးတော့ဒီသမီးစားရှာတဲ့ application တွေကနေပြီးတော့ရင်းနှီးအောင်လုပ်တယ်ပြီးတော့အဲ့ဒီကနေတစ်ဆင့်မှဒီငွေတွေရင်းနှီးမြုပ်နှံလာအောင်အဲ့လိုလုပ်ကြတယ်ပေါ့။ဆိုတော့သူတို့ကတော့ချမ်းကြီးတို့ကတော့ UU bank account တွေပတ်စံတွေကိုယူတာမဟုတ်ဘဲနဲ့သူတို့အများစုလုပ်တာက crypto သမားတွေကိုလုပ်တာလို့ပြောပါတယ်။ဒါ ပြီးတော့တချို့ကတော့ crypto မရှိတဲ့လူတွေဆိုလို့ရှိရင် crypto ဝယ်ခိုင်းတာပေါ့နော်ကျွန်တော်အဲ့ဒီကနေတဆင့်ငွေလိမ့်တာပေါ့ကျွန်တော်အဲ့ဒီသူတို့ပိုင်နေစုစုပေါင်းတန်ဖိုးတောင်မှအမေရိကန်ဒေါ်လာ15ဘီလီယံဆိုတော့တော်ရုံပမာဏတော့မဟုတ်ပါဘူးဆိုတော့အဲ့ဒီငွေတွေနဲ့ဒီချမ်းကြီးကဘာပြန်လုပ်တယ်လဲဆိုတော့ဒီဈေးခန်းအခန်းတွေဝယ်တယ်နောက်ကလန်ဒန်မှာရှိခဲ့တဲ့ဒီယူရိုတန်းတရာကျော်တာအခန်းလိုအဲ့လိုမျိုးတွေဝယ်တယ်ပြီးတော့တန်းအဲ့လိုမျိုး၁၀တန်းတန်း၂၀စသဖြင့်ပေါ့နော်တန်းနဲ့အမေရိကန်ဒေါ်လာတန်းချီတဲ့ဒီလက်ပံလာကြီးတွေဝယ်တယ်ပြီးတော့ နယူးယောက်မှာဆိုလို့ရှိရင်ပီကာဆိုရဲ့ပကြီကားတွေကိုတော့ဝယ်တယ်ဆိုပြီးတော့ဒါအမေရိကန်ဆိုရဲ့ထုတ်ပြန်ချက်တွေမှာပါပါတယ်။စမ်းချင်တဲ့ပတ်သက်ပြီးတော့အမေရိကန်ဆိုရဲ့ထုတ်ပြန်ချက်တွေမှာနောက်ထပ်စိတ်ဝင်စားစရာတစ်ခုပါပါတယ်။အဲ့ဒါကသူ့ကိုဒီစီးပွားရေးဒဏ်ခတ်ပိတ်ဆိုတာတွေမကဘဲနဲ့အမေရိကန်မှာစွဲချက်တင်တာဖြစ်ပါတယ်။ဆိုတော့စွဲချက်တင်နေဆိုတဲ့အတိတ်ပဲကသူ့ကိုဖမ်းလို့ရတယ်ဆိုတဲ့သဘောပါပဲ။ဆိုတော့ဒါပေမဲ့ဒီသူက မ္ဘောဒီးယားနိုင်ငံထဲမှာအခုချမ်းကြီကဆစ်ရှိနေသေးတယ်လို့ယုံကြည်ရတာပေါ့နော်ဒါပေမဲ့ဘယ်မှာရှိတယ်ဆိုတော့တော့ကမ္ဘောဒီးယားဆိုတဲ့ဘက်ကလည်းထုတ်မပြောဘူးအမေရိကန်ရဲ့ထုတ်ပြန်ချက်ထဲမှာလည်းမပါဘူးဒါပေမဲ့ဆွေးချစ်တင်နေဆိုတာကသူ့ကိုဖမ်းလို့ရတယ်ဆိုတဲ့သဘောပါအမေရိကန်ကကမ္ဘောဒီးယားနိုင်ငံထဲကိုတပ်ဖွဲ့တွေဆွလုပ်ပြီးတော့ဖမ်းလို့တော့မရပါဘူးဒါကပြောရရင်တော့ဒါကမ္ဘောဒီးယားနိုင်ငံရဲ့အချုပ်အခြာအနာကိုထိပါရောက်တယ်ဆိုတာဖြစ်မှာပေါ့နော်ပြီးတော့ကမ္ဘောဒီးယားအနေနဲ့လည်းအမေရိကန်ကဖမ်းလို့ရတယ်ဆိုပေမဲ့အမေရိကန်ကိုဒီလူကိုဖမ်းပြီးတော့အမေရိကန်ကိုပို့လိုက်စရာမလိုပါဘူး ကျော်ဒါကသူ့ဘက်ကရှိတယ်ဘာလို့လဲဆိုတော့သူကမ္ဘောဒီးယားနဲ့အမေရိကန်နဲ့ဂျာမန်ဒီတေခံလွှဲပြောင်းရေးဆိုင်ရာသဘောတူညီမှုစာချုပ်နှစ်နိုင်ငံသဘောတူလက်မှတ်မထိုးထားလို့ပါဆိုတော့ဒီကိစ္စနဲ့ကိုကျွန်တော်တို့ဆက်ဆက်ပြီးတော့မြန်မာနိုင်ငံကိစ္စကိုပြန်ကြည့်မယ်ဆိုရင်မြန်မာနိုင်ငံနဲ့တရုတ်ကဒီတေခံလွှဲပြောင်းရေးဆိုင်ရာသဘောတူစာချုပ်မှာလက်မှတ်ထိုးထားတာမျိုးမရှိပါဘူးဒါပေမဲ့တရုတ်ကနေပြီးတော့ဒီ Fury Light တို့လီယိုချောက်ပေါက်တို့ဒီခုနပြောတဲ့ဗိုလ်မှူးကြီးဝေဆန်းတို့ကိုတောင်းတော့ တော့စစ်တပ်ကပဲဖမ်းပြီးတော့ပို့ပေးတာပေါ့နော်တကယ်တကယ်ပုံမှန်အခြေအနေမှာဆိုရင်တော့တေခံလို့ပြောင်းရင်းစာချုပ်မှာလက်မှတ်မထိုးထားတဲ့အတွက်ပို့ကြမလို့ပေါ့စစ်တပ်ကတော့တရုတ်သဘောထားကိုမလွန်ဆန်လို့ပို့လိုက်ရတာပေါ့နော်ဆိုတော့အခုကမ္ဘောဒီးယားကိစ္စမှာလည်းဒီသဘောပါပဲကျတော့ကမ္ဘောဒီးယားကအမေရိကန်ကဘလောက်ပဲပြောပြောသူပို့စရာမလိုဘူးပေါ့နော်ကျတော့အခုချိန်အထိတော့အာကမ္ဘောဒီးယားဘက်ကဒီလူနဲ့ပတ်သက်ပြီးဘာလုပ်မလဲဆိုတာမျိုးထုတ်ပြောတာတော့ကျွန်တော်မတွေ့ရဘူးဒီလူဘယ်မှာဆိုတာလဲကျွန်တော်တို့မသိရဘူးပေါ့နော်ဆိုတော့ သတင်းတွေမှာပေါ်ပြကြရကြတော့ကျွန်တော်အခုအတန်တွင်းနေတဲ့အချိန်အထိတော့ဒီလူကဘယ်ကိုရောက်နေတယ်ဆိုတော့ကျွန်တော်တို့မသိအောင်ကမ္ဘောဒီးယားနိုင်ငံထဲမှာပဲရှိနေသေးတယ်လို့ယုံကြည်ရပါတယ်။အမေရိကန်ဘက်ကအတင်း PRBB တောင်းဆိုလာရင်တော့ကမ္ဘောဒီးယားဘက်ကတခုခုစဉ်းစားရင်တော့ဒီမျိုးဖြစ်ကောင်းဖြစ်မှာပေါ့။ဒါပေမဲ့ဖြစ်နိုင်ကြလေအင်မတန်နည်းတယ်လို့ဒီကိစ္စနဲ့ပတ်သက်ပြီးတည်လာနေတဲ့သူတွေကဒီအင်တာဗျူးတွေမှာပြောကြတယ်။ဘာလို့လဲဆိုတော့ Prince Holding Group လို့ပြောလိုက်လို့ရှိရင်ဒါအစိုးရ အမ်ဒီတမရကိုတိုင်းတမရရဲ့အကြံပေးကိုတိုင်းဖြစ်ခဲ့တယ်ပြီးတော့ဒီတိုင်းနိုင်ငံလုံးမှာလည်းသူနဲ့ကင်းတဲ့စီးပွားရေးလုပ်ငန်းဆိုတော့ကမရှိတလို့ပါဒါကြောင့်မလို့သူ့ကိုဖမ်းပြီးတော့ပို့ဖို့ဆိုတော့တိတ်မဖြစ်နိုင်ဘူးဆိုပြီးတော့သုံးသက်ကြတော့ပေါ့နော်ကမ္ဘောဒီးယားဘက်ကတော့သူနဲ့ပတ်သက်ပြီးတော့ပြီးခဲ့တဲ့ရက်ကဒီတရားဝင်ထုတ်ပြောလာတာရှိပါတယ်အဲ့ဒါကသူဒီချမ်းကြီးနဲ့ပတ်သက်ပြီးတော့အမေရိကန်နဲ့ UK တို့ UK ဆိုးရတဲ့အနေနဲ့လွတ်လပ်မြင့်မြတ်တက်တာပွင့်ပွင့်လင်းမြင်သာမှုရှိရှိလုပ်ပေးပါဆိုပြီးတော့ပြောလာတာတွေ့တယ်နောက်တစ်ခုက ချမ်းကြီးဟာတကယ်လို့ဒီပြည်တွင်းကဥပဒေတွေကိုချိုးဖောက်ခဲ့လို့ရှိရင်သူတို့အနေနဲ့လည်းအေးအေးယူမှာပေါ့ဆိုတာမျိုးကိုပြောလာတာတွေ့ရတယ်။နောက်တစ်ခုကကြတော့ချမ်းကြီးဟာဂုံတီရှိလူကြီးလူကောင်စီးပွားရေးတမားတယောက်ပါပဲဆိုပြီးတော့အစိုးရကိုယ်တိုင်ထုတ်ပြောလာတာကိုတို့တွေ့ရပါတယ်။ဆိုတော့ချမ်းကြီးကတော့အခုချိန်ထိဘယ်ကိုရောက်နေလဲဆိုတော့တို့မသိရပါဘူး။စာစုံနာဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။အားလုံးအဆင်ပြေကြပါစေဗျာ။